ြင်းမနာမြို့ကိုငွေကျပ်3လေးတောင်လှူခဲ့ပြီးမဲ့မရရှိဘူးဆိုတဲ့အပေါ် live stream ပရိသတ်များရှင်မြန်မာနိုင်ငံရဲ့ပရဟိတအသင်းကြီးထဲမှာအလူငွေအများဆုံးအသင်းကိုပြပါဆိုရင်တော့ခိုင်နင်းဝေပရဟိတအသင်းကိုပြောရမှာဖြစ်ပါတယ်ပရဟိတအသင်းဆိုတာထက်ခိုင်နင်းဝေကမိဘမဲ့ရင်ခွင်ကီဟာကိုတီထောင်ထားတဲ့သူတစ်ယောက်ဖြစ်ပြီးသူ့ကိုရှုံးချင်းစိတ်ချတဲ့သူတွေကအလူငွေတွေလှူဒန်းခဲ့တာကြောင့်ခိုင်နင်းဝေကပရဟိတအလုပ်တစ်ခုကိုဥဆောင်ပြီးလုပ်နေတဲ့ပုံစံမျိုးပဲရှိတာပါအသင်းအဖွဲ့အနေနဲ့တော့မရှိပါဘူးအခုချိန်မှာဆိုရင်မြန်မာနိုင်ငံမှာ မလန28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကြောင့်ဇကိုင်းမန္တလေးနေပြီးတော့အစရှိရမျိုးတွေမှာတည်ကြည်ပြက်စီမှုတွေပြိုကျမှုတွေအဆောက်အဦတွေပြိုကျတာတွေဘာသာရေးအဆောက်အဦဖျားစီကြီးပထိုးတွေများစွာပြက်စီနေတာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းမြန်မာပြည်သူပြည်သားတွေအကုန်လုံးကဝမ်းနဲ့ကြေကွဲနေရတာပါ။ဒါကြောင့်မြန်မာနိုင်ငံမှာရှိတဲ့သူတွေရောပြည်ပမှာရောက်ရှိနေတဲ့သူတွေကပါ မိမိတို့နဲ့နီးစပ်ရာသူတွေစီမှာအလူငွေတွေထည့်ဝင်ပြီးတော့ငလျင်ပေးတင်ပြည်သူတွေအတွက်လူတန်းပေးနေတာဖြစ်ပါတယ်ဒီလိုလူတန်းတဲ့နေရာမှာခိုင်နင်းဝင်ကတော့အကြီးဆုံးလို့ပြောရမှာဖြစ်ပြီးခိုင်နင်းဝင်စီမှာရရှိထားတဲ့အလူငွေစုစုပေါင်းကကျပ်သိန်းပေါင်း9000တော်ရှိတယ်လို့သိရတာပဲဖြစ်ပါတယ်လွန်ခဲ့တဲ့6လတုန်းကဖြစ်သွားခဲ့တဲ့ရေပေးတင်ပြည်သူတွေအတွက်လူတန်းမှုမှာဆိုရင်လည်းခိုင်နင်းဝင်ကအများဆုံးလူတန်းနိုင်ခဲ့တဲ့သူဖြစ်ပါတယ်ခိုင်နင်းဝင်စီမှာလူတန်းထားတဲ့အလူငွေစုစုပေါင်းကကျပ်သိန်းပေါင်း3000တော်လူတန်းနိုင်ခဲ့တာဖြစ်ပါတယ်အခုတခါငလျင်မှာဆိုရင်လည်းခိုင်နင်းဝင်က စကိုင်းမန္တလေးအစရှိတဲ့နေရာတွေကိုတွားရောက်လူဒန်းခဲ့တဲ့အချိန်မှာပရိသတ်တွေရဲ့ချီးကျူးမှုတွေကိုပဲရရှိနေခဲ့တာဖြစ်ပြီးပြင်းမနာမှုကိုတွားရောက်ပြီးလူဒန်းတဲ့အချိန်မှာတော့စုံစုံရောင်းရောင်းဝေဖန်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်ကပြင်းမနာမှုမှာတွားရောက်လူဒန်းခဲ့တဲ့အခါမှာအုပ်ချုပ်ရေးမှုနဲ့ခိုင်နှင်းဝေတို့စုပေါင်းပြီးလက်စားတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ပြင်းမနာမှုရှိအင်ဂျီ180ကျော်အတွက်ခိုင်နှင်းဝေကတအိမ်နာကိုစက်သိန်း20နှုန်းနဲ့စုစုပေါင်းငွေစက်သိန်း3000ကိုအုပ်ချုပ်ရေးမှုနဲ့အတူငလင်းပ ေးသင့်ပြည်သူတွေစီကိုအရောက်စီရောက်ရှိအောင်လူဒန်းပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအလို့အတွက်ခိုင်နင်းဝေကအလူရှင်နေနဲ့အတူတူအားလုံးပီတီဖြစ်နိုင်အောင်လို့ Facebook မှာတင်လိုက်တဲ့အခါမှာတချို့သောသူတွေကသူတို့အမှန်တကယ်မရရှိခဲ့ဘူးဆိုတဲ့ comment တွေကဇက်တိုက်ဆိုသလိုတက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုတက်လာခဲ့တဲ့အပြင်အားလုံးကအုတ်ချုံရင်မှုနဲ့ခိုင်နင်းဝေနဲ့ပူးပေါင်းပြီးတော့ငွေတွေကိုလိမ်နေတယ်။အလူငွေတွေကိုလိမ်နေတယ်ခိုင်နင်းဝေကမယိုးသားဘူး။ခိုင်နင်းဝေမှာရှိနေတဲ့ပိုင်ဆိုင်မှုတွေကိုတော့မှနောက်ကျောင်းလိုက်ပြီးစစ်တဲ့အထိဖြစ်လာခဲ့တာဖြစ်ပါတယ်။ခိုင်နင်းဝေဝတ်တဲ့လက်ဝတ်လက်စားအဲ့ မြန်မာဖုန်းအစရှိတဲ့အရာတွေပေါ်မှာပါငွေကြေးတိုင်းတာမှုတွေပြုလုပ်သွားခဲ့တာပဲဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးခိုင်နှင်းဝင်ကတော့ပုံမှန်လေးလင်းရှင်းလာခဲ့ပါတယ်သူကတော့ပြင်မနာမျိုးအတွက်ကိုပထမဦးဆုံးနေနဲ့အင်ဂျီပြက်စီးသွားတဲ့သူတွေအသက်ဆုံးရှုံးတဲ့သူတွေအတွက်ကိုပထမချိန်လာရလူရဏဖြစ်ပြီးဒုတိယချိန်လဲထက်လာလူအုံမှဖြစ်ခါဒုတိယချိန်မှာတော့လူအပ်တဲ့အရာတွေအကုန်လုံးဒုက္ခရောက်နေတဲ့သူတွေအကုန်လုံးကိုစီစစ်ပြီးလူဒန်းသွားမှဖြစ်တယ်လို့ပုံမှန်လေးလင်းပြောပြလာခဲ့ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးနေရောခိုင်နှင်းဝင်ရဲ့လူဒန်းမှုတွေပေါ်ဘယ်လိုတွေတုံ့တက်မိလဲဆို တာဗီဒီယိုအောက်ကကွန်မန့်လေးမှာရေးသွားပေးခဲ့ပါအောင်ရှင်ဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လေးအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးပါအောင်ရှင်